ဒီလူလူမပါရင်ပဲကံကောင်းမယ်ကြာတော့မယ်အိမ်မပါပါရင်ပဲကံကောင်းတော့မယ်ကြာတော့မယ်ဒီရတော့ကဲဥပေတော့ဥပေတော့ဇီအားဘလောင်းမြင်းနေတာကျွန်တော်အိမ်ကြီးဘလောင်းမြင်းနေအိမ်ကြီးကောင်မှဒီနေသားတိရောက်သွားတယ်အဲ့အိမ်အောင်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ရင်စိုးတာတာလောက်ရှိသွားပြီလောမသွားနဲ့လို့ပြောတာအတင်းနေစွသွားနဲ့အခုတော့မြုပ်သွားပြီလို့တော့ မင်္ဂလာပါခင်ဗျာဒီကနေ့စက်တင်ဘာ28ရက်နေ့မကွေးတိုင်းနှမောက်မြို့မှာရေကြီးရှည်ရမှုတွေဖြစ်ပွားနေတယ်ဆိုတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ရေရှင်လောက်ပြတော်မှာဖြစ်ပါတယ်ဆိုတော့ view လေးကိုစလိုက်အောင်ပါဒါဒါဒါအနောက်ဘက်ချမ်းကိုအလဲကောင်းနေရိုက်ပြထားပါဒီမဲ့အိုးတဲ့လေရေတွေဝန်းကုန်ပါပြီတချို့ဟွန်ကျတော့အဲရကျတော့နေပါမရှိတော့ပောက်ကုန်ပြီရေရေရတော့တော်တော်လေးများတယ်ဗျအိုင်လာလေးက ဒီနယ်လေးရအပင်လေးလည်းတခုမှမရှိတော့ပုံပါကုန်ပြီ။ကိုင်းသားလေးလည်းပြိုးကျကုန်ပြီ။မူရလားမမြောက်။အခါမအဲ့လောက်ကြီးလာတာကိုမကြုံဘူးသူဟိုဟိုဟိုမဲ့လူရဲ့ ဟိုဝက်ကိုတင်းပြီးတော့ဟိုးဗတ်သွားလို့ရှင်မြို့တက်လမ်းဟိုးချောင်းနဲ့သွားတယ်လမ်းဟိုဟာကဒါလမ်းမျက်စီကိုလဲသွားတာပဲကြည့်ပါဦးခုမင်းကြီးကထဲလာလားအဲ့ဒီဟုတ်လားအဆဲလာလားကဲကဲရလားပုံကဲပြီပုံကဲပြီဝမ်းသာရတာဆိုတော့အဲလိုရပါဘို့ကျွန်တော်တို့မိဖို့ကြောင့်အတွက်အဓိကထောက်ကုန်နေဖြစ်တဲ့စီငယုတ်ကျက်တုံအဓိကထွက်တဲ့ဒေတာတွေပေါ့ဗျာ ရှားပဲမော်တင်းနေတဲ့လူနှစ်ယောက်ဆိုရပြီရပြီအဲတော်ရည်တာပေါ့အဲတော်ရည်တာပေါ့အဲဝမ်းတာပါလေဒီလူလူမပါရင်ပဲကန်ကောင်းမယ်ကြာတော့မယ်အိမ်မပါပါရင်ပဲကန်ကောင်းတော့မယ်ကြာတော့မယ်ဒီရတော့ကဲဒီပြီးတော့ဒီပြီးတော့ဇီအားဘလောက်မြင့်နေလဲကျွန်တော်အိမ်ကြီးဘလောက်မြင့်နေအိမ်ကြီးတော့မှဒီအနေထားထိရောက်သွားတယ်အဲ့အိမ်အောက်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ရင်စိုးတာတာလောက်ရှိသွားပြီ လိုမကိုကြည့်ပြီးတော့အမေရေပြန်မလာလေးနဲ့အောင်လို့မြင်တဲ့အချိန်ပဲအမေအိမ်ကအမေပြန်လာလို့အိမ်ကျန်နေကကောင်းပါပဲအမေအမေအိမ်လို့ကြည့်ဦးလိုမကိုမရအောင်ဟာအိမ်ကြီးကအညာဒေသမှာတော့မဒီလောက်ဒီကြီးကြည့်နေရတယ်သူဗျာဟုတ်တယ်လေအနေထားမဟုတ်တဲ့အိမ်ကြီးလည်းကုန်တယ်ကုန်သာတော့ကိုလုံးကြိုကြကုန်တော့အစာဦးလေး စဲတွေပါလေကျိုးသွားတာဖြစ်မယ်ပြာကျွန်တော်ကအန္တရာယ်များသွားပြီကျွန်တော်ဘိုးရင်းဒေတာဆိုတော့အန္တရာယ်များနေပြီကျွန်တော်ခဏတော့ကျွန်တော်ကြည်သာအုပ်ကုကနတ်တွေပါကုန်တယ်ဆိုရွာရဲ့ခင်ဝင်နေပြီဗျာ။ဒီလေးများရဲ့ ချောတော့ဒါပေမဲ့ချက်ချောလို့ဒီမှာကောင်းနေပြီးတော့ရိုက်ပြထားတာပါဖះဘက်ချက်မှာပူပြီးတော့ဖះဘက်ချက်မှာပူပြီးတော့နိုင်လုံးကြီးကတော်တော်လူကိုကြီးပါရဲ့ဒီနိုင်လုံးကြီးဆိုကြောက်စရာကြီးနိုင်လုံးကြီးတော်တော်ကြီးပါရဲ့ ဒီလိုမျိုးကတော့အစီမကောင်းစရာပဲ။ကုံစည်းနှုံးတွေကတော့အရင်ကတည်းကပို့ပြီးတော့တက်လာဖို့ရှိတယ်ဗျာ။မိုးရွာတယ်ခက်မိုးရွာလာတယ်။ဘောင်းနေလည်းကတော့ဆရာရိတ်လာကြ။ကိုပဲဖခင်မြက်ဖက်ချမ်းမှာဆိုလဲရေဝင်းကုန်ပါပြီ။ကျမတို့အိမ်ထဲလည်းရေဝင်းကုန်ပါပြီ။အဲကျမတို့အိမ်မှာ။ မကွေးတိုင်းမကွေးတိုင်းမှာရင်တော့ကလင်းလက်တော်တော်လေးလှုပ်သွားတယ်အခုရေဘေးလက်ထက်ကျော်သွားတယ်ဆိုတော့တော်တော်လေးချိန်ညူဆွတာပေါ့ဗျာတားအလေကောင်းနေပြီးတော့ရိုက်ပြထားတာပါဖျားဘက်ချက်မှာပို့ပြီးတော့ ဖျားဖတ်ချက်မှာပို့ပြီးတော့လိုင်းလုံးကြီးကတော်တော်လေးကိုကြီးပါရဲ့ဒီလိုင်းလုံးကြီးဆိုကြောက်စရာကြီးလိုင်းလုံးကြီးကတော်တော်ကြီးပါရဲ့မွေးရလာပြန်မွေးရခက်မွေးရလာပြန်ဟုတ်နေလဲပါတောက်စရာရိတ်လာကြပိုးပဲဖခင်မြောက်ဖက်ချမ်းမှာဆိုလဲရေဝင်းကုန်ပါပြီ ကျမကိုအိမ်ရဲ့ရေဝဲကိုဝိုင်းအဲ့ကျမကိုအိမ်ပါကဲဒါတော့28ရက်နေ့မနေ့ပိုင်းပေါ့နော်ကန်လုံးပြည်လမ်းနေပါရဲ့ချောင်းကြီးကကန်လုံးပြည်ပဲရေဒီကန်လုံးပြည်ပဲဒါမနေ့စိုးကြီးကလည်းရေတက်နေရပါ ဘက်ကနေတွားရိုက်ပြန်မယ်နော်ဒါဟိုဘက်ကလိုင်းလုံးတွေတော့ကြီးရဲ့ဒီဘက်ကရိုက်ထားမယ်လိုင်းလုံးကသေးလို့ထင်းနေရပါအကုန်ရိုက်ကြချင်းလို့ဘူးနာရီအောင်မလိုင်းလုံးရှည်ရရရရှည်ရရရွာဆက်တွေတဲ့အထိဝင်နေပါပြီ6နောက်ဘက်က36ကော တာတတားရဲ့အနောက်ဘက်ခြမ်းဟိုမဲ့အိုးရဲဆိုရင်ရေတွေဝင်းနေပါဘူးဟိုမဲ့အိုးဝဲဆိုရင်လေတန်ပိုင်းပြိုးကြပြိုးကြရေတွေကဝင်းလို့ကဝင်းတတားဟောလေလူတွေအများကြီးပဲတခါမှအဲ့လောက်ဒီလိုင်းလုံးကြီးရမမြင်ဘူးနော်မကြည့်ဘူးရေတွေဝင်းတယ်ဒါရေပေးတယ်လေရေဝင်းကုန်ပါပြီခြားပြရခြားပြလာလို့ဒီ ပုတ်ပပဲမိုးကောင်းနေရပြင်မယ်ဒီနေ့မနေ့တွေ့ရပြင်ချောင်းရေပေါ့ဗျာဒီရောက်မှာကျွန်တော်ဝဲပုံစံပေါ့ကျွန်တော်ခုတက်နေရကဘာကိုခီးကလာပြီးတော့ရိုက်တာပါရေဦးတိုက်တာပေါ့ဗျာဒီကဘာကိုချောင်းရေကဦးလိုပြစ်သွားနော်ဟိုကွေ့ောက်သွားနော်ရွာဘက်ကိုလုံးမကဘူးရွာတစ်ဘက်ကိုကတ်သွား ဟာဟာကဘာရွာအော်ဒီညာမိုးကောင်းကောင်းရွာလိုက်ဟိုဂျင်နန်တွင်းဒီပါရောက်မှာရေရချောင်းရတပိတပိပဲ့ပါနေကဘာဟိုချောင်းလေရသူ့မြေသူပြန်ယူရဲ့တဲ့ဥမာပြကျွန်တော်ဟိုဟိုမီးတိုင်မလားဟိုဂျင်နန်တွင်းမီးတိုင်မလားအဲမီးတိုင်ရအောင်မှာချောင်းလေကောင်းကောင်းရောက်သွားပါပြီ ပြန်ယူมาပဲအဲ့ဒါချောင်းပြင်းတော်တော်ကျဲသွားပြီဒီနားတော့ဝိုက်အရင်တော့ဒါကြီးကညီစကုံကြီးဗျဒီညဟိုညတိုင်းရွာလိုက်ရင်ကျွန်တော်ဟိုမှာရေနာတွင်းနကုံနေရာအထိချောင်းရရောက်ပါအဓိကဒီကနရားပင်နေခန်းနေပြီကနရားပင်နေမှရှိရင်ချောင်းပင်တော့ကျဲသွားမှာအားရကုန်းပါပြီအဲအဲ့ဒါကနရားပင်နေမှရှိရင်ပါရလေ မနေ့တော့အကန်လုံးပြည့်လို့ပြောရပြအခုကကျွန်တော်တို့လာရိုက်တယ်ကြနဲ့ဟိုပါပြနောက်ကြသွားဒီဘက်ကကျွန်တော်တို့အဲရွာတဲ့အန်ကြီးတော်ရွာလေးပါအိမ်ဝိုင်းဝိုင်းထားရမှာငုတ်တိုင်လေးဟာဟာဥမာစားနေစားနေကျုံကျုံကပိုက်တော်ပဲကျွန်တော်ကရက်နေရနေရပါမြေပြီနော်ဒါကပိုက်မြေကြီးဒါကပိုက်မြေကြီးပါ ရင်နာတွင်မိတိုင်းတွေကအလဲကောင်ရောက်ပြီးနေတယ်။အိုးအုံအုံနဲ့တော့မှာကဘာကြီးဖဲ့စားနေအကုန်ပါမှာပဲအဲ့ဟာ။ပါမှာ။ဒီညဆက်ပြီးရွာလိုက်ရင်ချောင်းမင်တော်ကျဲသွားပြီ။သာတော့ဘယ်လောက်ဒီစားသွားရင်နော်ပေ၄၀လောက်ဒီစားသွားရင်နော်ပေ၄၀မကလောက်ဘူးဟုတ်ကဲ့အင်း ပင်ချောင်းရေတဲ့ကျမကြည့်ပါအောင်ရေထွန်းနေကျမဆုံးရှုံးမှုတွေအများကြီးပါမလေးစိတ်ညစ်လာအဲ့ဒါဒီဘက်ကိုလှည့်လိုက်အေးပဆန့်အိတ်ဆိုပြီးပြီးတော့ဒီလိုလေးလှမ်းကြည့်လိုက်တပြောသွားပါပဆန့်တကြအမှန်မပါဘူးချောင်းလေးကနေမြို့လာပဆန့်ရင်ပိုင်ရှင်နေပဆန့်ရင်ပြန်လာယူလာကိုပဆန့်ကိုပြန် အိန္ဒိယရဲ့သမိတ်ရုပ်ဆောင်မင်းသား BJ မနေ့ကမဲဆက်စီရင်လုပ်တဲ့အချိန်မှာလူအပြူကျပြီးတော့မှလူ36တည်တယ်။အယောက်50ကျော်တန်ရရခဲ့တယ်။လာမယ့်2026ခုနှစ်မှာအိန္ဒိယနိုင်ငံပြည်နယ်ရွေးကောက်ပွဲအတွက်ကြိုတင်မဲဆက်စီရင်ရေးလှုပ်ဆောင်နေတဲ့ရုပ်ဆောင်မင်းသား BJ ဒီ BJ ကတော့အားလုံးသိကြမှာပါ။သူကသမိတ်ရုပ်ရှင်ရုပ်ရှင်လောကကိုသူကနှစ်ပေါင်း30ကျော်ကြာဥဆောင်ပြီးတော့မှဝင်ငွေအကောင်းဆုံးရရှိခဲ့တဲ့ရုပ်ရှင်မင်းသားပေါ့နော်။အဲ့အတွက်သူကနှစ်ကဖြစ်မှထင်တယ်။မနေ့က2024ခုနှစ်မှာသူကပါတီထောင်တယ်ပါတီထောင်ပြီးတော့မှမဲဆက်စီရင်ရေးလှုပ်ဆောင်တယ်။လှုပ်ဆောင်တဲ့အချိန်မှာ နေ့တုန်းကစက်တင်ဘာ28ရက်နေ့မှာလူအုပ်ကြီးကပြိုကျသွားတယ်။ဒီလူအုပ်ကြီးမပြိုကျခင်မှာဆိုရှယ်မီဒီယာမှာပြန့်နှံ့နေတဲ့အရာရာ तू ကအဲလူအုပ်ကြီးကိုမိကုန်းနေပြောတယ်သူကခြေစံမှုတွေဖြစ်ပေးတယ်ဒါပေမဲ့လူအုပ်ကြီးကအရန်များပြီးတော့ပြိုကျတဲ့ခါမှာတော့ဒါပေမဲ့ तू ကလူအုပ်ကြီးကိုအပြင်တော့ဆွဲခေါ်တယ်ရဲတွေကိုခေါ်ပြီးတော့မှလည်းအကူအညီတောင်းရတယ်ပေါ့နော်အဲ့တည်းကလူအုပ်ကြီးပြိုကျပြီးတော့မှလူက36စိတ်မကောင်းစရာပေါ့နော်36တည်တယ်အယောက်50ကျော်တန်ရခဲ့တယ်အဲ့36ထင်မှာကလေးက6ယောက်ဖြစ်ပြီးတော့မှအမျိုးသမီးက16ယောက်ဖြစ်တယ်ဆိုတော့ဒါစိတ်မကောင်းစရာဖြစ်အတွက်ဖြစ်တယ်ဆိုတော့ ူကဒီရွေးကောက်ပွဲအတွက်သူအဓိကရှင်ပြန်ရတဲ့အရာကတမီတမီမှာရှိတဲ့နာဒူပီနေပေါ့နော်နာဒူပီနေမှာသူကအဲနာဒူပီနေရဲ့မဲအားအကောင်းဆုံးဖြစ်တဲ့ ဲ DMK ပါတီရဲ့နောက်တဲ့ဝန်ကြီးချုပ်မိုဒီရဲ့ BJP ပါတီဒီပါတီကိုသူကရှင်းပြပြီးတော့မှသူကမက်ဆေ့ချ်စီယုံရတာပေါ့အဲသူမက်ဆေ့ချ်စီယုံမှုကြောင့်မလို့လူအဲ့လိုတိတ်ဆုံးခဲ့တဲ့အရာမနေ့ကဆိုရှယ်မီဒီယာပေါ်မှာတော့တက်ခဲ့တယ်အိန္ဒိယဝန်ကြီးချုပ်မိုဒီကတော့ဒီရဲ့အဖြစ်ဆိုးကြီးကကန်ဆိုးပုံပေါင်းကြားတဲ့အဖြစ်ဆိုးကြီးအတွက်ဝန်နေပါတယ်ဆိုတဲ့အရာလည်းပြောဆိုသွားတာပေါ့နော်အိန္ဒိယနိုင်ငံမှာတခုဆိုလို့ရှိရင်လူတွေကအော့အော်တောင်းနေဖြစ်တာတော့များတယ်ဒါပေမဲ့မနေ့ကအဖြစ်ပြက်အတွက်စိတ်မကောင်းပါဘူးလို့ပြောပေးချင်ပါတယ်ဗျဆက်လက်ပြီးတော့မှလည်းသတင်းထူးများရှိလို့ရှိရင်ကျွန်တော်တင်ဆက်ပေးပါမယ်လို့ပြောပေးချင်ပါတယ်ဗျာ ဟုတ်ကဲ့ပါဒီနေ့လူစုမသားကြောင်ကြောင်လေးတွေကိုဒီစပုံမှာတစ်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နှစ်ချမ်းတင်ပါတယ်ဒီပုံနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မှန်စက်ချက်လေးတွေကိုလည်းအောက် comment မှာရေးပြီးတော့ခဲ့ပါဦးညာ